ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champu ပြည်သက်တွေအားလုံးမင်္ဂလာပါ။နမေချောတကန်ဝေးနီးပြလို့ပြောရမယ့်ဇီဒန်ကလက်ရှိမှာ နီးပြလောကတွေကိုပြန်လာတော့မှာဖြစ်တယ်။သူပြန်လာမဲ့အသင်းကသူအချိန်တော်ကြာစောင့်နေတဲ့နီးပြရာထူးဖြစ်တဲ့ပြင်သစ်လေဝေးစင်အသင်းရဲ့နီးပြရာထူးပဲဖြစ်တယ်။ဇီဒန်ကလက်ရှိမှာ53နှစ်ဖြစ်ပြီးဒါကစားမပွားမှာအောင်မြင်မှုတွေများစွာရရှိခဲ့တယ်။ FIFA ရဲ့ကမ္ဘာအကောင်းဆုံးပေါ်မှာစုကို၃ချိန်ရတယ်။ဘာလွန်ဒေါ်စုကိုရရှိခဲ့ပြီးတော့ပြည်သစ်လွေရေးစင်နဲ့ယူရိုနဲ့ World Cup ပြိုင်ပွဲတွေကိုရရှိထားသူဖြစ်တယ်။ဆိုတော့ဒါမှပွား complete ဖြစ်တဲ့ Champions League Final မှာကိုးသွင်းပူတဲ့ Bicycle King နဲ့ဒါကိုးသွင်းခဲ့ပြီးတော့ခြေစွမ်းပြခဲ့သလိုနီးပြလောကမှာလည်းဒါပြည်သစ်လွေရေးစင်အသင်းလိုပဲသူ့လက်ရှိမှာ ရီယယ်မက်ဒရစ်အသင်းကို back to back 3နှစ်ဆက်တိုက်ချန်ပီယံလိမှာချန်ပီယံဖြစ်အောင်လုပ်ပြထားတယ်ဆိုတော့ဇီဒန်နဲ့ပတ်သက်လို့ဒါကန်ဝင်ပေါ်လို့လောကကနမေချိုအားလုံးကလည်းသူရဲ့ကစားမဘွားရောနီးပြဘွားပါချီချူရတဲ့သူ ဖြစ်တယ်ဆိုတော့အခုနီးပြဘွားမှာဇီဒန်ကဒါအခုလောလောဆယ်မှာဒါပြည်သိလူဝိစင်အသင်းကိုကင်တွယ်ဖို့သူကအချိန်တော်ကြာစောင့်နေတကယ်တော့2022ခုနှစ်တည်းက ပြည်သည့်နိဗ္ဗာန်ဖြစ်ဖို့သူရေပန်းစားခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီဒီတေရှင်က final မှာဒါပြီဒီဘောလုံးပွဲရအောင်ဆက်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပြည်သစ်ဘောလုံးပွဲချုပ်ကဒီ show ကို2026 ठी ပြည်သစ်အသင်းမှာဆက်ပြီးထားခဲ့တယ်ဆိုတော့ဇီဒန်ကအခုလက်ရှိပြည်သစ်လူရေးစင်အသင်းရဲ့နီးပြရာထူးကို26ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာတာဝန်ယူမှာဖြစ်ကြောင်းပြည်သစ်နာမည်ကြီးလက်ခီသတင်းစာကပေါ်ပြထားတယ်ဇီဒန်အနေနဲ့ဒီနီးပြရာထူးကိုအချိန်တော်ကြာစောင့်မျှော်ခဲ့တာဖြစ်ပြီးတော့ဒါအခုလောလောဆယ်အနေထားရဒါအခုလက်ရှိမှာ CDT စီတန်းက ဒါနောက်ဆုံးမှာတော့သူ့ရဲ့ dream job ကိုရောက်မှာဖြစ်တယ်ဇီတန်းကပြည်သက်လူဝေးစင်အသင်းနီးပြရာဒူးအတွက်စောင့်မျှော်နေတဲ့အချိန်က2021ခုနှစ်မှာသူ21အကုန်မှာသူ Real Madrid အသင်းနီးပြရာဒူးကနှုတ်ထွက်သွားတယ်အဲ့ဒီကလေးကနေသူ9နှစ်ကျော်တိသူစောင့်နေတယ် အဆုံးသက်မှာတော့ CDDC တန်းကိုပြင်သစ်လွေးစင်အသိရဲ့ဘလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဒါဒီရှုံနေရာအစာထိုးဖို့လက်ခံလိုက်တယ်စီတန်းရဲ့နီးပြဘွားမှတ်တမ်းကိုကြည့်ရင်မထွေးကိုပထမအချိန်ကင်တွယ်တဲ့အချိန်ကအိုက်တုံးက149ဘွဲမှာနိုင်ပွဲပါစနစ်80ဒသမ၄ပါစနစ်ထိရအောင်သူစွမ်းဆောင်ခဲ့တယ်အိုက်တုံးက105ဘွဲနိုင်28ဘွဲသေး16ဘွဲသာရှုံးတယ်တခါဒုတိယအချိန် ်ပြန်လာတဲ့အချိန်မှာ114ပွဲမှာ69ပွဲနိုင်25ပွဲတည်ပွဲ20ရှုံးပြီးတော့9ပွဲ60%ကျော်ရရှိခဲ့တယ်ဆိုတော့ဒီပြဘွားအနေနဲ့အောင်မြင်မှုတွေများကြီးရတဲ့ဂျင်ဒီစီတန်းကလာလီဂါချန်ပီယံဖြစ်2016 2019 2019 20လာလီဂါချန်ပီယံ2ချိန်ရတဲ့ဒါစပိတ်စူပါကပ်2ချိန်ရပြီးတော့ချန်ပီယံလိ3ချိန်ဥရောပစူပါကပ်2ချိန်နဲ့ FIFA Club World Cup 2ချိန်ရတယ် ဆိုတော့ဇီဒန်အတွက်ဘာဖြစ်ဖြစ်ကောင်းတယ် तू ကအရင်တည်းကဗျာ तू ပြင်သစ်မှာဆိုဘော်ဒူအသင်းရှိတယ်သူ့ရဲ့အသင်းဟောင်းနောက်စီးရီးကဂျူဗန်တက်ရှိတယ်နောက်ရီယယ်မက်ဒရစ်ရှိတယ်ပြီးရင်နောက်ဆုံးတစ်သင်းကပြင်သစ်လေးရှိအဲ့လေးသင်းပဲ तू ကန်ချင်တာမန်ချက်စတာယူနိုက်တက်အပါဝင်ထိတ်တန်းကလပ်တွေတော်တော်များများဇီဒန်ကိုကမ်းလှမ်းတယ်နောက်ဇီဒန်ကအဲ့ရာထူးတွေအားလုံးကိုညှဉ်းဆန်းပယ်ချပြီးတော့ပြင်သစ်လေးရှိအသင်းကိုအချိန်တော်ကြာဆောက်ရင်းနဲ့ ၅နှစ်ကျော်အကြာမှာပြင်သစ်နီးပြဖြစ်မှာပေါ့လေဒါတော့မှဒီဒီဒေးရှော့တာ ချန်ပီယံဖြစ်သွားခဲ့ခြင်းတမျိုးတစ်ပုံပြောင်းကောင်းပြောင်းသွားနိုင်တယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ဇီဒန်ကပြင်သစ်လေဝင်စင်တင်ရဲ့နီးပြရာတူကိုရယူဖို့သဘောတူညီမှုရရှိလိုက်ပြီးဆိုပြီးတော့ပြင်သစ်နမကြီးလက်ခီသတင်းစာကဖော်ပြထားသူဒေရှော့တွက်ကလည်း2018 2016ယူရိုမှာဒုတိယရတဲ့27မှာ28မှာဝေါ်ချန်ပီယံဖြစ်တယ်27မှာနေရှင်းလီရခဲ့ပြီးတော့27မှာဝေါ်ကပ်ဖိုင်နယ်တက်တယ်သူလည်းအောင်မြင်တဲ့နီးပြဖြစ်ခဲ့ပြီးတော့အခုလက်ရှိမှာဒီဒီဒေရှော့ရဲ့နေရာမှာ ဝေါ်ကပ်ပြီးမှစင်တီစီတန်းစတင်ကင်တွဲမှာဖြစ်တယ်ဆို question ကစီတန်းတယောက်ကလပ်မှာမထွေးနဲ့သူအောင်မြင်ခဲ့တယ်လို့မျိုးပြင်သစ်အသင်းယူကိုအောင်မြင်အောင်ဆွမ်းဆောင်နိုင်မှာဘယ်လိုမြင်ကြလဲကိုမမှာဝေရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်